အဲ့တော့ respiration respiration ဆိုတာဒီထဲက chemical reaction တွေလိုအပ်တယ်။အဲ့တော့အဲ့ဒီ chemical reaction တွေကဘာလဲ glucose ကနေပြီးတော့မှ ဖြိုခွဲပြီးတော့မှဒီ reaction တွေလုပ်မှာ။အဲ့တော့ aerobic respiration ကအဓိကဘယ်သူတွေမှာလုပ်လဲ။ aerobic respiration Okay ဟုတ်တယ် mitochondria ထဲမှာလုပ်တာ။အဲ့တော့ aerobic ရဲ့ anaerobic respiration ရဲ့နှစ်ခုရှင်းလိုက်မယ်။ရှင်းလိုက်မယ်ဆိုရင်ဘယ်ကောင်က energy ထုတ်တာပုံများလဲ။ aerobic ပါ โอเค aerobic ကထုတ်တာအဲ့တော့ aerobic ကဒီရဲ့ energy ATP ဘယ်နှလုံးထုတ်လဲ 32 32 Okay 32 32เนาะအများကြီးထုတ်တာ anaerobic မှာဆိုရင်တွား ATP ကနှစ်ခုပဲထုတ်တာအဲ့တော့ prokaryotic မှာတော့ဒီခြေတော့ဘယ်မှာဖြစ်တာလဲဆိုတော့တွား cytoplasm ထဲမှာဖြစ်တာသူ့မှာဆိုရင်ဘာလို့လဲဆိုတော့သူ့ရဲ့ organelles လေးတွေอ่ะမပါဘူးသူကကြတော့ဒီရဲ့ cell တစ်လုံးထဲနဲ့ဖွဲ့စည်းထားတယ်ပြီးတော့သူ့မှာ nucleus တွေတခြား organelles တွေမပါတဲ့အတွက်ကြောင့်မို့သူ့ရဲ့ respiration က cytoplasm ထဲမှာဖြစ်မယ်အဲ့တော့ eukaryotic cell အဲ့တော့ eukaryotic cells တွေမှာကြတော့သူက organelles တွေ ့ပါတယ်အဲ့တော့အဓိကသူ့ရဲ့ power house ကဘာမှလဲဆိုတာ mitochondria ထဲမှာဖြစ်တယ်လို့ပြောခဲ့တယ်เนาะအဲ့တော့ဒါလေးကပြီးသွားပြီအဲ့တော့ခါကြ respiration ဆိုတာပါလေ respiration ဆိုတာ energy တွေထုတ်ပေးတာအဲ့တော့ mitochondria ထဲမှာဆိုလဲ ATP ဆိုတဲ့ energy တွေထုတ်ပေးတယ်ပြောတချေတို့ဒီ attach ရှူတဲ့ဟာเนาะဒီရဲ့ lungs ကလည်း respiration လို့ခေါ်တာဟုတ်တယ်เนาะလေတွေကိုရှူမဲ့လေတွေပြီးတော့လေတွေကိုပြန်ထုတ်တယ်အဲ့တော့ရှူလိုက်တဲ့လေထဲမှာဘာတွေပါလဲ အောက်ဆီဂျင်လေးပါအောက်ဆီဂျင်โอเคယူလိုက်တဲ့လေထဲမှာအောက်ဆီဂျင်လေးပါတယ်အဲ့ဒါဟိုဒီဆဲလေးတွေရှင်တန်မိုးအတွက်သုံးနေအဲပြီးတော့ထုတ်လိုက်တဲ့လေထဲမှာကြာတော့ဘာတွေပြန်ထွက်သွားလဲတောက်လောက် อืมကောင်နာအောင် site တွေပြန်ထုတ်လိုက်တယ်ဘာလို့လဲဆိုတော့ကောင်နာအောင် site က waste product တွေမလိုเนาะဒီရဲ့ sell လေးတွေကဒီရဲ့ကောင်နာအောင် site တွေကိုမလိုဘူးမလိုတဲ့အတွက်ကြောင့်မို့သူတို့ကအဲ့ဒါလေးတွေကိုစွန့်ထုတ်တယ်အဲ့တော့တချို့တို့ဒီနေ့တွားมาလေးကဘာလေးလဲဆိုတော့ခါကြတော့ mitochondria အကြောင်းလေးအဲ့တော့ mitochondria ရဲ့ပုံလေးကဘယ်လိုရှိလဲအဲ့တော့ဒီ mitochondria တွေကဘာ function တွေလုပ်လဲသူရဲ့လုံဆောင်ချက်တွေလဲဆိုတာတွားမယ်အဲ့တော့ဒါလေးကတော့ year term မှာတင်ပြီးတာတင်ပြီးတာဆိုမဲ့ဒီမှာနည်းနည်းလေးပြန်ပြောမယ်အဲ့တော့ဒီပုံလေးကိုကြည့်ရအောင်ဒီပုံလေးမှာ ဘာရင်းမြင်လဲ ribosome မျိုး Okay ribosome လဲပါတယ် mitochondria ထဲမှာဆိုရင်နောက်တော့ရော DNA Okay DNA လဲပါတယ် mitochondria ထဲမှာရှိရဲ့ DNA ကိုတချို့တော့ဘာလို့ခေါ်လဲဆို mitochondrial DNA လို့ခေါ်တယ်ကဲနောက်တော့ဘာလေးရှိသေးလဲ inner membrane outer membrane ပြီးတော့ inner membrane speed โอเคအဲ့တော့ခါကြတော့သူက memory ဘယ်နှခုရှိလဲဆိုတော့နှစ်ခုရှိရယ်အောက်တာအပြင်ဘက် memory နဲ့ inner အလယ်ဒီအတွင်းထဲက memory ဆိုပြီးတော့မှ memory ကနှစ်ခုရှိရယ်အဲ့တော့အဲ့ဒီ memory နှစ်ခုရဲ့အလယ်မှာဘာရှိမှလဲ inter memory space inter ဆိုတာအလယ်လေး memory ဆိုတော့ခါကြဒီရဲ့ inner နဲ့ outer memory အဲ့တော့ဒီ inner နဲ့ outer memory ရဲ့အလယ်လေးဖြစ်တဲ့ inter inter memory space space ဆိုတာနေရာလေးရှိမယ်โอเคနောက်တော့ကြည့်ပါဦး grand လဲ့လာချင်း grand news grand news ဆိုတာအကြာတင်းနေတယ်ဒီလိုအမုံလေးတွေအဲ့တော့ခါကြဒီမဲ့ဒီမဲ့ grand news လေးတွေရှိမယ် Okay ဒီမိုက်တိုကွန်ဒရီယာဘာလုပ်တဲ့နေရာကြီးလဲ ATP ထုတ်တဲ့နေရာ Okay ATP ထုတ်တဲ့နေရာအဲ့တော့ energy တွေထုတ်မှာ ATP တွေထုတ်မှာအဲ့တော့ ATP ထုတ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်သူ့မှာ ATP synthesis particles လေးတွေပါမယ် ကဲနောက်တော့ရောပါတွေ့ပါတယ်လေ။ โอเคဒါလေးက matrix လို့ခေါ်မယ် matrix ဆိုတာဒီအပြာရောင်ရေလေးတွေပြောတာအဲ့တော့တကယ်တော့ cell တွေလုံး cell တွေလုံးထဲမှာအဲ့မှာ nucleus တွေတွေ့ရ organelles တွေရှိမယ်အဲသူတို့တွေကဘယ်မှာမျောနေရလဲဆိုတော့အခါကျတော့ cytoplasm ထဲမှာမျောနေရအဲ့တော့အဲ့ဒီရဲ့ cytoplasm လို့ခေါ်ခဲ့ရအဲ့တော့ဒီရဲ့ mitochondria ထဲမှာလည်းဒီရဲ့ cytoplasm လို့မျိုးကိုတူအပ်ဖာလို့ခေါ်ရလဲဆိုတော့ matrix လို့ခေါ်တယ်အဲ့တော့တကယ်တော့အပင်လေးတွေမှာ အပင်လေးတွေမှာဆိုရင်လေခွာ chloroplast လေးတွေထဲမှာဒီလို cell တွေ ည်ကြီးလေးတွေရှိရဲ့ဟုတ်တယ်နော် chloroplast တွေက serine ရည်ကြီးလေးတွေဟိုကကြာဘာလို့ခေါ်ခဲ့ရလဲ chloroplast လေးထဲမှာဒီချေတော့အဲ့လိုရည်ကြီးလေးတွေရှိရအောင် stroma လို့ခေါ်ခဲ့တာမဟုတ်ဘူးလား ဟုတ်ပါတယ်ကျင်းอืม stroke มาလीအဲ့တော့ဆဲလေးတွေမှာဆိုရင်အဲ့ဒီဆဲတွင်းရေလေးတွေကို cytoplasm လို့ခေါ်တယ်ဒီက chloroplast လေးတွေမှာဆိုရင်ငါကြ stroke มาလို့ခေါ်တယ်ကဲဒီမှာ mitochondria ထဲမှာကြာဘာလို့ခေါ်လဲဆိုတော့ matrix လို့ခေါ်တယ်ပြီးတော့ဒီက cristae ဆိုတာကြာဒီတွန်းခေါက်တွေရဲ့နေရာလေးတွေကိုပြောတာအဲ့တော့အဲ့ဒီတွန်းခေါက်လေးတွေကို cristae လို့ခေါ်တယ်အဲ့ဆိုရင် membrane ကဘယ်နှခုရှိလဲ နှစ်ခုပါရှင်โอเคနှစ်ခုရှိရဲ့ outer membrane နဲ့ inner membrane ရှိရဲ့အော်ဒီကျတော့စားလေးဖက်ကြည့်အောင်အဲ့တော့ဒီက mitochondria ထဲမှာဆိုရင် membrane နှစ်ခုရှိရဲ့အဲ့တော့အပြင်ဘက်မှာရှိရဲ့ဟာဆိုတော့တัว outer အပြင်ဘက်မို့လို့ outer membrane လို့ခေါ်မယ်အဲ့ဒီအပြင်မဟုတ်ဖ ೇನೆ အ twin ထဲမှာရှိရဲ့ဟာလေးရကြတော့ဘာလို့ခေါ်မှာလဲဆိုတော့ inner membrane လို့ခေါ်မယ်အဲ့တော့ each membrane ဆိုတော့ခကြားဒီ outer membrane နဲ့ inner membrane ကဘာနဲ့လုပ်ထားလဲဆိုတော့ phospholipid bilayer နဲ့လုပ်ထားတာလေအဲ့တော့ဒီက ေးကလည်းနောက်ပုံလေးဒီဟာလေးမှာဆိုရင်ကနည်းနည်းပို့ပြီးတည်တာပါပြီဒီမှာဆိုရင် outer membrane outer membrane အပြင်ဘက် membrane ကထိရလေး okay inner membrane ကဘာလဲဒီမှာ inner membrane ကကြာဒီအတွင်းထဲကဟာလေးကကြာတော့ inner membrane အဲ့တော့ဒီ outer membrane ဒီအပြင်ကကောင်းတယ် inner membrane ရဲ့ကြားထဲမှာအကြဒီမှာနေရာလွတ်အကျဲရှိနေနော်ဒီပုံလေးကပို့တည်တာလေအဲ့တော့ဒီရဲ့နေရာလွတ်ကိုဘာလို့ခေါ်မှာလဲ inner membrane space လို့ခေါ်မှာအဲ့တော့ဒီရဲ့အတွင်းထဲကဒီမှာအရေလေးတွေဟာဘာလို့ခေါ်လဲဆိုတော့ matrix matrix လို့ခေါ်မယ်။အဲ့ဒီ matrix ထဲမှာဘာတွေရှိနေမှာလဲဆိုတော့ခါကြတော့ DNA နဲ့ ribosome တွေရှိနေမယ်။အဲ့တော့ outer membrane ကကြတော့ covers ဘာလုပ်ထားမှာလဲ။ the surface of the mitochondrion mitochondrion ဆိုတာကြ mitochondria တစ်ခုကိုပြော mitochondria ကြအများ။အဲ့တော့ mitochondrion ဆိုတာတစ်ခုတည်းကိုပြော။ဒီက mitochondrion ရဲ့ surface မျက်နှာပြင်လေးကိုဒီမျက်နှာပြင်လေးကိုဖုံးအုပ်ထားတာ။ဘယ်ကောင်ကဖုံးအုပ်ထားလဲဆိုတော့ outer membrane ကဖုံးအုပ်ထားတာ။အဲ inner membrane မှာဆိုရင် ်ဒီမှာအသွန်ခောက်တယ်အများကြီးရှိတယ်ဟုတ်တယ်နော်ဒီရဲ့ inner ဒီပုံလေးကပူတည်တာရယ်ဒီမှာကြည့် inner membrane လေးအဲ့တော့ဒီ inner membrane လေးမှာဆိုရင်ဒီမှာအသွန်ခေါက်တည်ရှိနေရယ်ဒီမှာတွန်ခေါက်နေရဟာလေးအဲအဲ့ဒီတွန်ခေါက်နေရဟာလေးတွေကိုဘာလို့ခေါ်ရလဲဆိုတော့ခါကြတော့ cystic လို့ခေါ်မယ်ဒီမှာ cystic cystic လို့ခေါ်မယ်အဲ့တော့ဒီရာလေးကြည့်ရအောင်ဒီချေတော့ microscope တင်ခဲ့တယ် microscope မှာ light microscope နဲ့ electron microscope လို့တင်ခဲ့တယ်ဟုတ်တယ်နော် electron microscope မှာမှာနှမျိုးတင်ခဲ့တယ် TEM နဲ့ SEM မမိသေးလား မှန်မိပါရှင်။ Okay အဲ့တော့ဒီရဲ့ mitochondria ရဲ့အဲ့ဒီရဲ့ crystal တွေကိုဒါလေးရကြတော့ဘာနဲ့ကြည့်ထားလဲဆိုတော့ electron microscope နဲ့ကြည့်ထားတာအဲ့တော့ဒီမှာကြည့်ပါဦး electron microscope မှာဒီဟာ 3D structure လားဒီရဲ့ internal structure လားရိုးရိုး structure လားဒီပုံလေးက 3D ပုံလေးဖြစ်လားမဖြစ် โอเคမဖြစ်ဘူးအဲ့တော့မဖြစ်ဘူးဆိုရင်ငါကြတော့ဒီဟာလေးကဘာမိုက်ကိုစကုပ်နဲ့ရိုက်ထားတဲ့ဟာလေးလေ TM လား SEM လား โอเคที่แยกเนี่ยย้ายท่าล่ะแล้วขอจ้าดาลีอ่ะบาลีบาปုံเล่เลยสรอกดิเอเล็กโทรไมโครกราฟออฟเฟซิ่งเนี่ยไมโทคอนดรียอนเออไมโทคอนดรียอนแลปုံเล่เออดีหน้ามาอสินลีดิตุยนี่มั้ยไอ้อสินลีดิอ่ะบาเล่สรอกขอจ้ารอคริสตี้ดิเอคริสตี้ลีโหมีเนี่ยได้ปုံเล่ดาอเล็กโทรไมโครสโคปีเนี่ยย้ายท่าได้หาลี အဲ့တော့ဒီအပြင်မှာဆိုရင်ကကြတော့ဒီ surface တစ်ခုလုံးရဲ့အပြင်ကဟာကြတော့ outer membrane ဖြစ်မယ် inner membrane ကကြတော့ဒီရဲ့တွန်းခေါင်နေမယ်ဒီတွန်းခေါင်လေးအဲ့တော့အဲ့ဒီတွန်းခေါင်လေးတွေကိုဘာလို့ခေါ်မှာလဲဆိုတော့ cristae လို့ခေါ်မယ်နောက်တော့ increase surface area အဲ့လိုတွန်းခေါင်လိုက်တဲ့အတွက်ကြောင့်မို့ surface area အများွားမှာအဲ့တော့အဲ့ဒီတွန်းခေါင်တဲ့ဟာကိုဖြတ်လိုက်အကျယ်ကြီးဖြစ်နေမှာဟုတ်တယ်မလား တချေတို့မခောက်ခဲ့နဲ့ဒီဟာလေးကိုဒါလေးဆိုရင်ကကြာတော့သူ့ရဲ့ surface area လေးကဒီလောက်လေးပဲရှိမှာအဲ့တော့ဒီလိုတွန်းခောက်ပြီးထားလိုက်တဲ့ဟာလေးဆိုရင်အဲ့ဒီတွန်းခောက်တဲ့ဟာလေးကိုဖြန့်လိုက်မယ်ဆိုရင် surface area ပိုကြီးရဟုတ်တယ်မလားဟုတ်ပါရှင် อืมအဲ့တော့အဲ့လို increase surface area creates ဘာလုပ်ပေးမှာလဲအဲ့လိုတွန်းခေါက်နေတဲ့အတွက်ကြောင့် surface area တွေအများကြီးဖြစ်မှာအဲ့တော့အဲ့လိုအများကြီးဖြစ်တဲ့ဟာကြတော့နေရာအများကြီးကိုလုပ်ပေးရတဲ့ဘာအတွက်လဲ reaction တွေဖြစ်ဖို့အတွက်အဲ့တော့ more reaction to occur ဆိုခါကြဒီမှာ reaction တွေဖြစ်မှာ reaction တွေဖြစ်တော့ခါကြတော့ energy တွေများများရမှာအဲ့တော့ increase the mitochondria output တဲ့အဲ့တော့ဒီလိုမျိုး reaction တွေများများရလေ energy output ကများလေလေဟုတ်တယ်နော် reaction က နည်းမယ်ဆိုရင်ထွက်လာတဲ့ energy ကလည်းနည်းမယ်အခုကျတော့ increase area surface area ဖြစ်တဲ့အတွက်ကြောင့်မို့သူ့မှာနေရာအများကြီးရှိရဲ့ဒီရဲ့ reaction တွေဖြစ်ဖို့အတွက်နေရာတွေရှိရဲ့အဲ့တော့ reaction တွေများများဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့ output ဖြစ်တဲ့ energy တွေများများထွက်မယ်တဲ့ပြီးတော့ the space between outer and inner memories outer memory နဲ့ inner memory ရဲ့ကြားထဲကနေရာလေးကိုကြတော့ဘာလို့ခေါ်မှာလဲဆိုတော့ခါကြတော့ inner memory space လို့ခေါ်မယ်အဲ့တော့အဲ့ဒီ inner memory ဒီရဲ့ space space စ်ရဲ့အတွင်းထဲမှာဟိုဟာလေးတွေရှိနေမှာအရေကြီးလေးတွေရှိနေမှာဟုတ်တယ်နော်အဲ့တော့အဲ့ဒီအရေကြီးလေးကိုဘာလို့ခေါ်ရလဲလို့ပြောခဲ့လဲ stoma ပါရှင် a matrix matrix လေး stoma ကြာ group plus တဲ့အရေးကြီးလေးเนาะအဲ့တော့ဒီရဲ့ဒါ mitochondria အကြောင်းပြောတာဆိုတော့ mitochondria တဲ့ကဒီရဲ့အရေးလေးတွေအဲ့တော့ဒီ inner membrane ထဲမှာရှိခဲ့ဒီ space ထဲမှာဘာတွေရှိနေမှာလဲဆိုတော့ဘာတွေခေါ် matrix တွေရှိနေမှာ အဲ့တော့ဒါလေးကဒီပုံလေးကပူတည်တာတယ်အဲ့တော့ဒီ 3D ပုံလေးမှာဆိုရင်အဲ့တော့ဒါလေးက cell လေးဟုတ်တယ်နော် cell လေးထဲမှာဆိုရင် mitochondria လေးတွေရှိမယ်အဲ့တော့အဲ့ဒီ mitochondria လေးကိုဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီအပြင်မှာတလွာရှိမယ်ဒီမှာအသွင်းထဲကလွာအဲ့တော့ဒီအသွင်းထဲကလွာလေးတွေကတွန်းခေါက်နေမယ်တွန်းခေါက်တာလေးတွေကို cristae လို့ခေါ်မယ်အဲ့တော့ဒီတွန်းခေါက်တွေရဲ့ inner membrane တွေကအသွင်းထဲကဒီရဲ့ဟာလေးတွေကကြတော့ဒါဗာလေးလို့ခေါ်မှာလဲဆိုတော့ matrix လို့ခေါ်မယ်အဲ့တော့ဒီမှာအပြင် membrane နဲ့အသွင်း membrane ရဲ့ကြားထဲ ဲမှာဒီမှာ space ကြီးရှိနေရဲအဲ့ဒါကိုကြာတော့ intermembrane space လို့ခေါ်မယ်โอเค အဲ့တော့ mitochondria ကကြတော့ဘာတွေကိုထုတ်မှလဲဆိုတာတည်ပြီးဒါ ATP တွေကိုထုတ်မှ ATP 30အနေ32လောက်ထုတ်တယ်။အဲ့တော့အဲ့ဒီရဲ့ ATP ကိုထွက်တာဘယ် process ကိုဖြတ်ပြီးထွက်မှလဲဆိုတော့ cellular respiration အဲ့တော့ respiration ဒီ cell လေးတွေကလုပ်ငန်းဆောင်တာလေးတွေလုပ်မှအဲ့တော့ respiration ဆိုတဲ့ဟာလေးတွေလုပ်မှအဲ့တော့ဒီ respiration ဖြစ်စဉ်ကနေဘာတွေထုတ်မှလဲဆိုတော့ခါကြတော့ ATP တွေထုတ်မှအဲ့တော့ mitochondria ထဲမှာဖြစ်တဲ့ respiration ကဘာ respiration လဲဆိုတော့ခါကြတော့ aerobic aerobic respiration oxygen လို့ရ respiration ဖြစ်မှာအဲ့တော့ဒီ mitochondria ဆိုတာဘာလဲဆိုတော့ခါကြတော့ analogous to furnace or a powerhouse in cells that the yes, cells ဒီထဲမှာ energy တွေအများကြီးထုတ်တဲ့နေရာပြီးတော့အဲ့ဒီရဲ့ energy တွေက ဘယ်လိုထုတ်တာလဲဆိုတော့ဒီ it produce energy ဒီ energy တွေကိုထုတ်မယ်ဘယ်ဟာနေလဲ from business component ဆိုတော့ဒီရဲ့ mitochondria ထဲမှာပါတဲ့အခြေခံကြားတဲ့ components ခါတော့ပြောခဲ့တဲ့ it energy တွေထုတ်မယ်တဲ့အဲ့တော့ဒီ energy ထုတ်တဲ့အပြင်သူဟာတခြား function တွေလည်းရှိသေးတယ်တဲ့အဲ့တော့တခြား function တွေကဘာတွေလဲဆိုတော့ခါကြတော့ calcium တွေကို store လုပ်ပေးမယ် calcium တွေတူလောင်ပေးမယ်အဲ့တော့ calcium တွေ calcium ကြားဘူးရဲ့နော် အဲ့တော့ဒီရဲ့ကယ်စီယမ်တွေကိုဒီမိုက်တိုကွန်ဒရီယာလေးတွေကတိမ့်ပေးရဲ့အဲ့ဒီကယ်စီယမ်တွေကဒီမှာဘာလုပ်တာလဲဆိုတော့ which maintains တဲ့ဒီရဲ့ကယ်စီယမ်လေးတွေက maintains လုပ်ပေးမယ်။ဘာလို့လဲဒီရဲ့ cells ထဲမှာရှိတဲ့ကယ်စီယမ် level တွေကိုညီမျှဖို့အတွက် homeostasis ဆိုတဲ့အခါကျတော့ cell အပြင်နဲ့အထွေနဲ့ balance ဖြစ်ဖို့အတွက်ဒီတော့ဒီမိုက်တိုကွန်ဒရီယာလေးကဘာလုပ်သေးလဲ regulate ဆိုတော့ထိန်းချုပ်ပေးရယ်။ဘာတွေကိုထိန်းချုပ်ပေးမှလဲဆိုတော့ဒီရဲ့ cells လေးတွေရဲ့ metabolism ဇီဝ ဝရုပ်ဖြစ်ပျက်တာတွေကိုထိန်းချုပ်ပေးမယ်။နောက်တော့ have the rose apoptosis တဲ့ apoptosis ဆိုတာကြောင့် တချို့ cell လေးတွေကမတော်တဆဒဏ်ရာရတာရှိတတ်တယ်။အဲ့တော့ဒဏ်ရာရမယ်အဲ့တော့ DNA လေးတွေမှာ DNA လေးရဲ့အစိတ်ပိုင်းတစ်ခုလေးမှာဒဏ်ရာရသွားမယ်။ဒဏ်ရာရသွားမယ်ဆိုရင် cell လေးတွေကတစ်ဖက်တူအော်တိုပြန်ပြီးမှ repair ပြန်ပြုတ်ပြင်တယ်အကောင်တိုင်းလေးဖြစ်အောင်။တကယ်လို့အကောင်တိုင်းပြင်ဖြစ်အောင်မပြုတ်ပြင်နိုင်ဘူးဆိုရင်ဒီရဲ့ cell လေးတွေကအာအဲ့ဒီ DNA လေးတွေဒီမှာလွဲမှားသွားရင်ဒီချေတော့တခြားမလို့အဲ့တဲ့ ယောဂါတွေဖြစ်မှာဘာလို့လဲဆိုတော့သူက abnormal ဖြစ်သွားတဲ့အတွက်ကြောင့်မို့ အဲ့တော့ဒီဆဲလေးတွေတန်ရာရပြီဆိုရင်2 part 2 auto ခန္ဓာကိုယ်ကနေပြီးတော့မှပြင်ပြင်းနေပြင်းတဲ့ဟာလေးတွေကထွက်လာတယ်ဒါပေမဲ့မပြင်းနိုင်တော့ဘူးမပြင်းနိုင်တော့ဘူးဆိုရင်အဲ့ဒီဆဲလေးတွေကိုဘာလုပ်လိုက်လဲဆိုတော့သူတို့ကတက်ပစ်လိုက်တယ်အဲ့တော့အဲ့ဒီဆဲလေးတွေကိုတက်တာ control တဲ့ cell တဲ့ဒါမှမဟုတ်ရင်လည်းသူက program cell တဲ့လို့လည်းခေါ်တယ်အဲ့ဒီလိုမျိုးတက်တက်ဖြစ်စဉ်ကိုဘာလို့ခေါ်မှလဲဆိုတော့ကြာတော့ apoptosis လို့ခေါ်တာဆဲလေးတွေတည်အောင်လုပ်လိုက်တာတည်အောင်လုပ်လိုက်တဲ့အကြောင်းရင်းကဒီဆဲလေးတွေက normal function ကို လုံဆောင်နိုင်တဲ့အတွက်ကြောင့်မိုတီဆဲလေးတွေကချွန်းချက်ဒီဒဏ်ရာရတာတို့ပြန်ပြီးတော့မှပြင်လို့လည်းမရတော့ဘူးမရတော့ဘူးဆိုရင်ငါကြောဒီကောင်ကိုရန်ဒူလို့သိတော့မှခန္ဓာကိုယ်ကအဲ့တော့ခါကြတော့ဒီဆဲလေးတွေကိုခန္ဓာကိုယ်ထဲမှာမရှိတော့အောင်ဒီဆဲတွေကိုဖျက်ဆီးပြင်မှာတက်ပြင်မှာအဲ့တော့အဲ့ဒီတက်ပြင်တဲ့ဖြစ်စဉ်ကကြတော့ apoptosis လို့ခေါ်မယ်အဲနောက်တော့သူကဘာရောအဲ့ဒီ apoptosis လဲလုံးမယ်နောက်တစ်ခုကကြတော့ cell signaling နဲ့ cell signaling ဆိုတာကဘာလဲဆိုတော့ခါကြတော့ cell signaling လေးဆိုတာကြောင့်ဒီရဲ့ signal တိကျတော့ပူတယ်ပူတယ်ဆိုရင်ကကြတော့ခန္ဓာကိုယ်ကနေချွေးထွက်အောင် တဲ့တည်င်းဟိုဟာပို့မယ်ပြီးတော့အပြင်မှာအရင်အင်းနေရဲ့အင်းနေရဲ့ဆိုရင်ဒီခန္ဓာကိုယ်ကြီးအိမ်မအေးခဲတော့အောင်ဒီရဲ့ခန္ဓာကိုယ်အပူတွေထွက်လာအောင်တည်င်းပို့မယ်โอเคပူတယ်ဟိုဟာနားတယ်နားတယ်ဆိုရင်အဲ့ဒီရဲ့နားတဲ့နေရာနားနေပါတယ်ဆိုတဲ့ဟာကိုသိအောင်တည်င်းပို့တာအဲ့တော့အဲ့ဒါလေးတွေကိုဘာလို့ခေါ်ရလဲဆို cell signal cell လေးတွေဟာ signal တည်င်းချက်လက်လေးပို့อ่ะအဲ့ကောင်ကိုလည်းသူကထိန်းချုပ်ပေးမယ်အဲ့ဒီနောက်တစ်ခုကကြာ thermogenesis thermo ဆိုတာဟာအပူကိုပြောတာအဲ့တော့ genesis ဆိုတာထုတ်တာအဲ့တော့ heat production အဲတော့ mitochondria ရဲ့ function တွေအဲတော့ mitochondria ဆိုတာ energy ATP ထုတ်ယုံနေမဟုတ်ဘူးနောက်တော့ဘာတွေလဲလုပ်ပေးတယ်လဲ calcium တွေကို တင်ထားပြီอืมကက်ဆီယန်နီကိုလည်းစတိုးလောက်ထားပြီးရဲ့အဲ့လိုကက်ဆီယန်နီစတိုးလောက်ထားပြီးရဲ့အတွက်သူ့ထဲမှာစတိုးလောက်ထားတဲ့ကက်ဆီယန်လေးတွေကဒီ cells တွေက homeostasis တွေတို့ကအရေးပါမယ်အဲ့တော့ cell ရဲ့အပြင်မှာကက်ဆီယန်နီနည်းနေပြီးကက်ဆီယန်နီနည်းနေပြီးဆိုရင်သူကကက်ဆီယန်နီ balance ဖြစ်အောင်လုပ်ပေးမယ်နောက်တစ်ခုက cell metabolism တွေကိုလည်း regulate လုပ်ပေးမယ်အဲ့တော့ cell metabolism မှာ regulate လုပ်မယ်ဆိုတော့သူ့ရဲ့ roles တွေကဘယ်မှာပါမှာလဲဆိုခါကြတဲ့ apoptosis မှာပါမယ်အဲ့ဒါဒီက control set တဲ့နောက်တစ်ခုကကြတော့ net cell cell signaling မှာပါမယ်နောက်တစ်ခုကတော့ damage net cells เนาะဒီရဲ့အပူဂျူတွေကိုထုတ်ပေးတဲ့စီမှာပါမယ်